ဝဲလာရဲ့ကာမရတော့တာပြလဲပြန်သွားတယ်။ချန်ဂရီနီနဲ့ဆိုဖန်ကုတ်အင်းအရှိကမှရှိတဲ့ကြောင်းသားကြောင်းသူ200ကျော်ကိုဂရီနီပြင်ကြက်ကလာအုပ်ချုပ်ရေးကောင်စီ IEC ပြင်ထည့်ရေးဌာနလက်အောက်ရှိအရေးပေါ်ကယ်ဆယ်ရေးဌာနခွဲကကင်ထုတ်ခဲ့တယ်လို့လက်ထောက်ညွကြရေးမှူးဟင်နရီကပြောပါတယ်။ကျွန်တော်တို့ရှိမဆွေသူတွေမြို့နယ်နဲ့ချိတ်ဆက်လုပ်ပြီးတော့အာဒီမှာဟိုစေချော်တွေရှိတဲ့ထွဲဖို့ထွဲမဲ့ပြည်သူတွေရှိတယ်ပေါ့နော်ထွဲမဲ့ပြည်သူတွေရှိတယ်သူတို့ရဲ့တိပင်းချက်အရကျွန်တော်တို့က ဒီကနေ့တစ်စေးကျွန်တော်ကကန်းငါးပြီးတော့အာကျွန်တော်တို့တွားပြီးတော့ကဲထွက်ရတဲ့မျိုးရှိတယ်ပေါ့နော်ကျောင်းသားတွေအပြင်လွိုင်းကုန်မြို့နယ်မှာရှိတဲ့မိသားစုတုပ်စုကိုပါကဲထုတ်ပေးခဲ့တာပါလက်ရှိမှာဖေကုံအင်းအရှိချာကနေဒီမော့ဆူအနောက်ခြားကိုရွှေ့ပြောင်းလာတဲ့ဆစ်ဆောင်လူဦးရေဟာ၄တောင်းကျော်ရှိလာပြီးအရေးပေါ်ဇာနာရိတ်ခန့်နဲ့တကုံရီအုံပစ္စည်းတွေအပါအဝင် အမှုအကာတွေလိုအပ်နေပါတယ် ဖဲခုံအင်းအရှိဖဲကမှရှိတဲ့ကျေးရာတွေကိုစစ်ကောင်စီကဆိုလာနေရဲနေ့ကနေစပြီးအင်အားတထောင်ဝုတ်ကျင်တဲ့စစ်ကြောင်းထိုးလာတဲ့အတွက်လင်းနေကြီးတွေစစ်တိုက်ပြစ်ခတာကြောင့်ဆိုလာကိုရဲနေ့မှာဒေတာခါရီဟာထောင်နေချီစစ်ပိတ်တင်ရှောင်နေခဲ့ရတာပါအဲ့ဒီအပြင်ဆိုလာ24ရက်နေ့မှာလဲစစ်ကောင်စီနဲ့ PLO တပ်တို့ကစောနာခဲကျေးရွာကို ရောက်ရှိလာတဲ့အတွက်တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်နေတာကြောင့် ကြရှိနေသေးတဲ့ဒေတာခါတွေဟာထပ်မဆိပ်ပြီးတင်ဆောင်နေကြရပါတယ်။